ီကနေ့မှာတက်ဆက်ပေးမှာကတော့ယာစပင်တဲကသုံးပံလာမင်းသမီးလေးရဲ့ကြေကွဲဖွဲ့ဘဝဇလံအကြောင်းပဲဖြစ်ပါတယ်။ယာစပင်တဲကသုံးပံလာမင်းသမီးလေးရဲ့နေရဖြစ်တဲ့လက်သေးရီကန်နဲ့ဟောင်းနှဲယိုယွင်းနေပေမဲ့လပနေစိတ်သုံးပံလာကြောင်းတရက်ဝမ်းနဲ့စရာတဏှာကြီးလေးကိုပြပြရင်းရင်ချင်းမှုတမိုင်းအကြောင်းတွေထုံလွှမ်းနေရဲ့တရေခိတရာအကြောင်းတွေကတော့အိဟာဝင်ပုံမြင်တွေဖြစ်ခဲ့ဖို့လေဆိုရင်လည်းမမပါဘူး။သုံးပံလာမင်းသမီးလေးကိုရှင်စောဖြူထိတ်ထားလို့လည်းခေါ်ပါသေး ဒီမင်းသမီးလေးကိုတုံးပန်လာလို့အမိတွင်ရတဲ့အကြောင်းကမင်းသမီးလေးဟာနေထွက်ဆမှာရွှေအစင်းရှိတယ်လို့မွန်တဲ့အချိန်မှာပွင့်လန်းနေတဲ့ပန်းကလေးရဲ့အလှမျိုးရှိကစီးစာအချိန်မှာတော့ကိုရံကိုပါထုံးလေးနေတဲ့အောင်ထင်မှတ်မှားရတဲ့အထိဖြစ်ရတာကြောင့်ပုံစံသုံးမျိုးနဲ့လှတဲ့တုံးပန်လာမင်းသမီးလေးရဲ့လို့အမိတွင်ရတာဖြစ်ပါတယ်။မင်းသမီးလေးဟာတရီခိတ္တရာရဲ့အနီးအပါတိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့တောင်ညိုဘရင်ရဲ့နှမတော်ဖြစ်ပါတယ်။ရာဇဌာနကြီးဖြစ်တဲ့တရီခိတ္တရာနဲ့နှစ်ပြည်တော်ချစ်ကြည်ရေးအတွက် တောင်ညောပင်ဟာသူ့ရဲ့နှမတော်ချင်းစောဖြူထိတ်ထားလေးကိုဒွတ်တပောင်မင်းစီဇက်သားခဲ့ပါဤမင်းသမီးလေးကလည်းဒွတ်တပောင်မင်းကိုနမေချားစဉ်ကလေးကတိတ်တခုံးမျက်နှာနေပြီးသားဆိုတော့အခုတော့တောင်ညောပင်ကစကားဆလိုက်တာနဲ့တရိခိတရာကိုသူတို့သမီးမိဖုရားလောင်းအစာအယောင်နဲ့လှန့်ကြွခဲ့ပါတယ်။ဒါပေမဲ့ဒွတ်တပောင်မင်းရဲ့အချို့သောမိဖုရားတွေဟာသုံးပန်လမင်းသမီးလေးရဲ့အလောက်ကိုကြိုတင်ကြားထားပြီးဖြစ်တာကြောင့်မနာလိုမရှုစိတ်နိုင်ဖြစ်ကြတာက မင်းသမီးလေးကိုခေါ်ဆောင်လိုက်လမ်းတစ်လျှောက်သတင်းတွေကိုဒုတိယပေါင်မင်းစီကိုတင်ပြလျှောက်ထားရတဲ့လူယုံကတစ်စိမ့်မင်းသမီးရဲ့မကောင်းသတင်းတွေသာလိမ့်လည်ပြီးမဟုတ်မမတ်တင်လျှောက်စေခဲ့ပါဘူး။မိဖုရားတွေစီကနေရှင်းမြင့်ငွေတွေစားသုံးထားတဲ့မင်းမူတန်တွေကသုံးပန်လမင်းသမီးဟာစုံအတက်နဲ့လှပအောင်ဖန်ဆင်းစီရင်ထားတာဖြစ်ပြီးကြောက်စရာရုပ်တံကတော့တနေ့၃ချိန်ပေါ်လာတဲ့ကြောင်းမမတ်မကန့်လျှောက်တင်ကြပါဦး။မင်းမူတန်တွေရဲ့အချိန်ချင်းလျှောက်တင်မှုကိုယုံကြည်သွားတဲ့ဒုတိယပေါင်မင်းကြီးဟာ မင်းသမီးလေးကိုနန်းတော်အတွက်ဝင်ခွင့်မပြုတော့ဘဲတကားဝါကနေပြန်လဲပို့ဆောင်စီခဲ့တဲ့အတွက်မင်းသမီးလေးဟာအချက်ကြီးစွာရခဲ့ပါရဲ့သူ့ကိုယ်သူအမှန်တကယ်အလားပြက်နေပြီလားလို့တန်တရာဝင်ကမြေကြီးကိုလက်သေးနဲ့ရေထွက်အောင်တူးပြီးရေမှာသူ့ကိုယ်သူပြန်ကြည့်ခဲ့ပါရဲ့အဲ့ဒီမင်းသမီးလေးလက်သေးနဲ့တူးချစ်ခဲ့တဲ့နေရာမှာရေကန်ကြီးဖြစ်ပေါ်လာပြီးယနေ့တိုင်လက်သေးကန်လို့အမည်တွင်တယ်လို့လည်းအဆိုရှိပါရဲ့ပါဇက်ရာဇဝင်အချို့မှာတော့အဖြစ်မှန်ကိုသိသွားတဲ့ဒက်တပောင်မင်းကြီးဟာ မင်းသမီးနောက်ကိုအမိလိုက်ခဲ့ပိုင်လမ်းမှာလက်သေးနဲ့တူထားတဲ့အမှတ်သားတွေတွေ့ခဲ့တဲ့အတွက်မင်းသမီးပြန်လဲမင်းထွေးရဲ့အခစိတ်ကျေနပ်စေရန်ချက်ချင်းရေကန်တူကြပင်တွေစိုက်ပြီးလှလှပပရှုကျင်စပွဲကြကန်ကြီးဖြစ်စေခဲ့တယ်လို့လည်းဆိုကြပါဗျ။မိတို့ပင်စိုးစိတ်ကားမှုဒတပါမင်းကြီးနဲ့မဆုံလိုက်ခင်ပါပဲ။တုံးပန်လာမင်းသမီးလေးဟာရှယ်ရွတ်နာကြီးမုံတီစိတ်တွေနဲ့ရှင်ကွဲနာကြတည်ဆုံခဲ့ပါတဲ့။ဒတပါမင်းကြီးလည်းမင်းသမီးတည်ဆုံခဲ့တဲ့နေရာမှာဂူပိမ့်မှန်တည်ထားပြီးက မင်းသမီးရဲ့အချွေရံတွေကိုရွာကြီးတီကစောက်ရှောက်နေထိုင်သေးခဲ့ပါတဲ့အဲ့ဒီရွာရဲ့နာမည်ကကိုကြီးမြုပ်ရွာတယ်လေသုံးပန်လာမင်းသမီးလေးရဲ့လွမ်းမိုးစရာဌာနလေးကတော့ဒီမှာပဲဆက်သိမ်းခဲ့ပါတယ်ဒါပေမဲ့မင်းသမီးတင်ဆောင်ပြီးနောက်နတ်စိန်ဖြစ်သွားကဒုတိယမင်းကြီးထံနေထိုင်စရာအပိုင်စာတောင်းခဲ့တဲ့အတွက်ဒုတိယမင်းကြီးကယခုသုံးပန်လာရွာဟောင်းဖြစ်လာမယ့်နေရာကိုအပိုင်စာပေးခဲ့တယ်လို့ဆိုပါတယ်သုံးပန်လာရွာဟောင်းနဲ့တမိုင်အကွာလောက်မှာလက်သေးရေကန်ရှိပါတယ် လက်သေးကန်နှစ်ပေမှာပြိုပြက်နေတဲ့တုံးပန်လာမင်းသမီးနှစ်ကွန်းနဲ့ရှီဟောင်းတိန်တစ်ခုလည်းရှိပါသေး။နောက်ဆက်တွဲစိတ်ဝင်စားစရာကိုကွယ်ယုံကြည်မှုအကြောင်းတွေလည်းရှိပါသေးတယ်။မင်းသမီးကိုမြုပ်နှံခဲ့တဲ့ကိုကြီးမြုပ်ရွာကရွာသူရွာသားတွေဟာတုံးလာပန်မင်းသမီးအကြောင်းကိုလက်လွတ်စပယ်မပြောမဆိုရဲကြပါဘူး။မင်းသမီးကိုအမားပြုမိရဲ့နူတက်တယ်လို့အယုံကြည်ရှိကြပါသေးတယ်။အရင်ကလည်းအဲ့ဒီရွာမှာကိုရီပြောင်းဝေဒနာတဲ့အချို့ရှိကြပါတဲ့။တုံးပန်လာမင်းသမီးဟာသူ့နဲ့တတဘာမင်းကြီးနဲ့ကွဲခွာကြရတာက ဂုံချော့ဂုံတိုက်တဲ့ဇကားတွေကြောင့်လို့ယုံကြည်ရဲ့အတွက်အဲ့ဒီလိုပြောတာတွေကိုလုံးဝမုန်တီးပါရဲ့လွန်ခဲ့တဲ့100ကျော်လောက်ကသုံးပန်လာရွာဟောင်းမှာနေထိုင်ခဲ့ကြတဲ့လူအချို့ဟာအဲ့ဒီလိုပြောဆိုခဲ့တဲ့အဖြစ်အပျက်ကြောင့်တရွာလုံးခန်းချောက်ပျက်စီးခဲ့ပြီးရွာသစ်နေရာကိုပြောင်းရွှေ့ခဲ့ကြရပါတယ်လို့ကြားသိခဲ့ရပါတယ်။နှစ်စဉ်နှစ်တိုင်းလဲဝါဆိုလာပြည့်နေ့မတိုင်ခင်မှာသုံးပန်လာမင်းသမီးကိုယေစုကတခင်မပွဲဆိုပြီးတင်မြောက်ပူဇော်ပါတာကြတဲ့ရိုးရံယုံကြည်မှုတလေလေယနေ့တိုင်ရှိနေပါသေးတယ်။